တတော့ကောင်းမှလာပြောကြရဲချစ်ဖို့ကောင်းနေတယ်ကောမန်လေးမှရေးပေးသွားတယ်ချစ်လို့လို့ပါတယ်မစင်ညာမှလာပြောထားတယ်ချစ်မိသွားပြီတယ်ဘိုင်ဘာလေးမှရေးပို့ထားတယ်ချစ်ခွင့်ပေးပါတယ်ချစ်တယ်ချစ်တယ်ပြောရင်ချစ်တယ်စကားလာပြောရင်မစုတ်ခင်ကပဲညှမိရွှေအသေးလုံးလေးတချင်ကတကယ်တော့ပေါက်လို့ပေါက်မှမသိခဲ့ဘူး အဲ့ရနေပြီးတော့တက်တော့ကနေပြီးတော့ဒီဆရာကိုကြီးတွေရောအဲ friend တွေအကောင်အားနေပြီးတော့လာပြီးတော့ပြောတာပေါ့ညီမလေးတချင်ကတက်တော့ဖွင့်တာနဲ့ဒီတချင်တွေပဲတက်လာတယ်ပေါက်နေပြီးတော့ဆယ်လီတတော်မြင်မှလည်းစော့ကြတယ်ဒါပေမဲ့ကိုကမယုံအဲ့နေဒီဆရာကိုကြီးကနေပြီးတော့ဖုံးဆက်တော့ညီမလေးဟုတ်တယ်နေ့တချင်ကပေါက်နေတယ်ချစ်ချစ်ကိုစော့တဲ့သူတွေကလည်းမနေဘူးနော်အဲ့ဒါနဲ့ကိုကြီးတော့မှယုံသွားတယ်အဲ့တော့မှဆရာဦးမင်းဇာနီကိုဖုံးဆက်ပြီးတော့ဆရာဆရာတချင်လေးကတော့နေ့ရက်တွေမှာမီလီယံချီသွားတယ်ပေါ့အဲတမီးပြောတယ်ဗောဆရာကလည်းတွေ့တယ်တမီးလေးအသေးတောင်ပေးထားပြဆရာလည်းဝမ်းသာပဲရတယ်ဆိုတဲ့အကြောင်းပေါ့နော် ီးတော့အဲ့ဒါအိမ်ကိုပြောရင်းနဲ့အိမ်မှာသားမီးနှစ်ယောက်ဖတ်ပြီးငိုခွေးရသေးတယ်ပေါ့နော်ဟာပြောလွန်ပြီးတော့ဟုတ်အာဒီတချင်းကအလကားပါကွာအယူမရအဖက်မရဒီလိုခင်မှာဆိုတော့ဒီတချင်းကပေါက်မှာပေါ့ဗာညာဘူးဒီလိုမျိုးပြောကြတယ်တချို့လူတွေကြတော့လေလူမျိုးပြောပြောတယ်ပေါ့နော်ကိုကတော့စိတ်မကောင်းဒါမဲ့ပြန်စဉ်းစားကြည့်တော့လေဟုတ်တော့လေဟုတ်ပါတယ်ဒီအခေခါနဲ့ကြတော့လေတချင်းကလည်းအဲ့လိုပုံစံမျိုးဒါမဲ့ဟိုတရာမှာ80လောက်ကကြိုက်ကြတယ်ပေါ့နော်တချင်းကိုဟုတ်ဟိုအဲ့အကြောင်းလေ ဟိုအောင်မြင်မှုကလည်းအခုမျိုးရတော့လည်းကိုလည်းအားဖြစ်စေရပေါ့မလေးမင်္ဂလာပါရှင်မင်္ဂလာပါမမဆရာဒီနေ့ဒါဘုဆဘောပြောပြရောက်နေတဲ့အကြောင်းကိုပြဆက်ပြီးပြောပြပါဦးဟုတ်ကဲ့ဟုတ်အဲဒါတော့ဖိတ်ခေါ်ပေးတာပေါ့နော်ဂျာကြီးကိုကြီးကိုမိုးစောကနေပြီးတော့ညီမလေးအတချင်းလေးကလည်းဒီလိုမျိုးပေါက်တော့သူလည်းထဲ့ကျင်တယ်ပေါ့မမရှင်နန်းထန်းနဲ့အတူတူဒါရောက်ဖြောပြပေးလို့ရလားကိုကလည်းရက်အားတာနဲ့လက်ခံပြီးတော့ဒါရောက်ဖြောပြပေးတာပေါ့နော်ဟုတ် ီလိုမျိုးဘာမှဆိုတာတော့ပထမဆုံးစဉ်းနေအတွေ့အကြုံပေါ့နော်ဟုတ်တချင်ကတော့အနည်းဆုံး၅ဘုတ်လောက်တော့ဆုံးပါမယ်ရှင်ဟုတ်ဟုတ်ကဲ့ဖြောပေးပါမယ်ဒါတော့မပါမဖြစ်ပေါ့နော်ဖြောပေးရမှာဟုတ် TikTok ကောက်မှလာပြောကြရဲချစ်ဖို့ကောင်းနေတယ် comment လေးမှရေးပေးသွားရဲချစ်လုံးလို့ပါတယ် messenger မှလာပြောထားရဲချစ်မိသွားပြီတယ် viber လေးမှရေးပို့ထားရဲချစ်ခွင့်ပေးပါတယ် ချစ်တယ်ချစ်တယ်ပြောရင်ချစ်တယ်စကားလာပြောရင်မစွခင်ကပဲညွတ်မိရွှေတဲ့ဘဝင် ော့မာဒလီအမှုပညာဝန်ဆောင်မှုကဆရာဦးဒီပါနိုင်ရနေပြီးတော့တမိစီပို့လာတာပေါ့နော်တမိလေးဆရာကြီးမှာဒီတချင်းလေးရှိတယ်ဒီတချင်းလေးကတမိလေးအတန်လေးနဲ့လိုက်လောက်မယ်ထင်တယ်နားထောင်ကြည့်ပေါ့တကယ်လို့တမိလေးကြာရင်ဆိုးဆိုပြီးတော့အဲ့လိုပို့ပေးတာပေါ့ကိုကလည်းနားထောင်ကြည့်တော့တချင်းလေးကလည်းမြမြူးလေးပြီးတော့စာသားလေးတွေကလည်းဟို Viber တို့ Messenger တို့ပါတော့ကိုကလည်းနည်းနည်းသဘောကျသွားတယ်ပေါ့အဲ့ဒါနဲ့ပဲဆရာကြီးဒါဆိုတမိဆိုမယ်ပေါ့အဲ့ရနေပြီးတော့တေးဆရာဆရာဦးမင်းစာညီနဲ့တနင်္ဂနွေရက်ချင်းချင်းပြီးတော့အတန်လေးတွေတွင်းဖြစ်တာပေါ့နော်ဟုတ်ကဲ့ဆရာကတော့သူ့ရဲ့လိုချင်တဲ့ ပုံစံထိရအောင်တော့ခဏခဏတော့ဆိုပေးရတာပေါ့တခြင်းဟုတ်ကဲ့ဟာအဲ့ဒါတော့အမှတ်တရပါဟုတ်อืมအဲ့ဒါတော့ဆရာအင်တာဗျူးပြောမှာပဲကိုကတိတာပေါ့နော်ဟုတ်ကဲ့ဒါလည်းပောက်တယ်ဆိုတာလည်းကိုနဲ့ဆရာနဲ့ကန်ဆက်သွားလို့လည်းဖြစ်မှာပေါ့ဟုတ်ကဲ့ဟာဒါကိုရောအဲ့တန်ဆွမ်းတဲ့နေ့ရာဒီတခြင်းနေ့ရာဒါ online မှာပေါ့ဒီမျိုးလေးပေါ့ရိုးရိုးရဲဖြစ်သွားမယ်လို့ကိုသွေးထားပြီးပြီးတာလားသွေးထားမိကိုနားထောင်ပြီးတော့စိုက်လို့ပဲဒါဒီပြေးခဲ့ရလားကိုကကြိုက်လို့ပဲယူဆိုပြေးခဲ့တာပေါ့နော်ပေါက်မယ်လို့လည်း တွေးထားခဲ့မိဘူးဟုတ်ကဲ့ဟုတ်တစ်ခါမှကိုကဒီလိုမျိုးမဖြစ်ဘူးတော့ပျော်တာပေါ့နော်ဟုတ်အမ်အရင်လဲစိတ်လှုပ်ရှားတယ်အလန်လဲပျော်ခဲလို့တချင်းကတကယ်တော့ပေါက်လို့ပေါက်မှမသိခဲ့ဘူးအဲ့ရနေပြီးတော့တက်တော့ကနေပြီးတော့တေးဆရာကိုကြီးတွေရောအမ် friend တွေအကောင်ကနေပြီးတော့လာပြီးတော့ပြောတာပေါ့ညီမလေးတချင်းကတက်တော့ဖွင့်တာနဲ့ဒီတချင်းတွေပဲတက်လာတယ်ပေါက်နေပြီးတော့ဆယ်လီတက်တော့မြင်မှလဲစော့ကြတယ်ဒါပေမဲ့ကိုကမယုံအဲ့နေတေးဆရာကိုကြီးကနေပြီးတော့ဖုန်းဆက်တော့ညီမလေးဟုတ်တယ်နေ့တချင်းကပေါက်နေတယ်ကြည်ကြည်ဟိုစော့တဲ့သူတွေကလည်းမနေဘူးနော် အဲ့ဒါနဲ့ကိုကြည့်တော့မှယုံသွားတယ်အဲ့တော့မှဆရာဦးမင်းဇာနီကိုဖုန်းဆက်ပြီးတော့ဆရာဆရာတချင်းလေးရတဲ့နေရက်တွေမှာမီလီယံချီသွားတယ်ပေါ့အဲတမီးပြောတယ်ပေါ့ဆရာကလည်းတွေ့တယ်တမီးလေးအသေးတောင်ပေးထားပြဆရာလည်းဝမ်းသာပါရတယ်ဆိုတဲ့အကြောင်းပေါ့နော်ပြီးတော့အဲ့ဒါအိမ်ကိုပြောရင်းနဲ့အိမ်မှာတာမီးနဲ့ရောက်ဖတ်ပြီးငိုခွေးရသေးတယ်ပေါ့နော်ဟာအပြောလွန်ပြီးတော့ဟုတ်ဒါကတော့တမီးရဲ့ဒီအမှုပညာလမ်းကြောင်းပေါ့ပေါ့နော်အဲအမှုပညာလမ်းကြောင်းကိုစာရောက်စေခဲ့တဲ့တချင်းပေါ့နော်အောင်အောင်စာရောက်စေခဲ့တာတော့မဟုတ်အောင်မြင်စေခဲ့တဲ့တချင်းပေါ့ဟုတ် အရင်ကတော့အဲ့တချင်းရဲ့အရှိမကိုကြီးရဲ့ခလေးလို့ဆိုတဲ့တချင်းလေးနဲ့စပြီးလုပ်ဘူးတယ်အဲ့တချင်းလေးနဲ့လူအ ਨੇ ချင်းတိတယ်ပေါ့နော်အဲ့ဒုတိယဒီချစ်လင်လာပြောရှင်တချင်းနဲ့ကြတော့အကုန်လုံးလူလို့ကိုကိုတိသွားတယ်ပေါ့နော်တချင်းလေးကလည်းပေါသွားတော့ဟုတ်ဘာကြည့်တော့ကတော့ဒီပညာဆက်လုပ်ဖို့တော့ဒီချက်ချင်းလေးရအောင်လို့ဟောအားတစ်ခုဖြစ်စေတာပဲလို့ဟုတ်ကဲ့အားတစ်ခုဖြစ်စေပါတယ်ဟုတ်ဟုတ်နောက်ထပ်ပေါ်တာဗာတချင်းဒီလိုခါလို့ရှိသေးတယ်ပေါ့ဟုတ်ကဲ့နောက်ထပ်အနည်းဆက်ဆုံးတစ်ပုဒ်ကမြတ်မင်္ဂလာဆိုတဲ့တချင်းလေးတစ်ပုဒ်လောက်ထားပါတယ်ဟုတ်ကဲ့ဟုတ် မြန်မာတန်စင်ပဲလားဟုတ်မြန်မာတန်စင်ပဲသမီးရမြန်မာတန်စင်ဘက်ကိုပိုအားတန်တယ်ဟုတ်မြန်မာမင်္ဂလာကြတော့ဒါဘယ်လိုပုံစံမျိုးလေးလဲသူကအလူတခြင်းပေါ့နော်တိတ်ခါထက်ရဟန်းငယ်ရှင်ပြုတခြင်းလေးဟုတ်ကဲ့ဟုတ်ကိုကလည်းဆရာအဲ့လိုမျိုးဆရာဦးမင်းစာနေရေးထားပေးတာပေါ့ဒီတခြင်းကလည်းသူတီးလုံးလေးပို့ရတမိဒီဒီဟာလေးကြိုက်လားပေါ့စာသားနဲ့ပို့ရကိုကလည်းအဲ့လိုတေးတဲ့အပိုက်တွေပါတော့ကိုကလည်းသဘောကျတယ်မြန်မာတန်စင်ကလည်းကိုကလည်းအားတန်နေတော့အဲ့တခြင်းလေးကိုကရွေးခဲ့လိုက်တာပေါ့နော် ဘောကြတာလဲပါတယ်ပြီးတော့ကိုကလည်းနေပွဲတွေမှာဆိုအလူပွဲတွေကသွားတာများတော့အလူနဲ့လည်းတက်ဆိုင်နေဆိုတော့ဆိုတာနဲ့ပေါ့နော်အဲ့တချင်းလေးရွေးပြလိုက်တာပရိသတ်တွေကတော့အဲချစ်တယ်ချစ်ကြတယ်ပေါ့နော်ကိုအမြဲတမ်းအားပေးပါတယ်ကြိုးစားပါဆက်လက်ပြီးတော့လည်းအားပေးအောင်ပဲပေါ့တချို့ကြတော့လည်းဒီတချင်းပေါ့ဝေဖန်မှုတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့တမီးကတော့ဒီဝေဖန်မှုကိုတိတ်ပြီးတော့ဝေဖန်တာပဲဖြစ်ဖြစ်ကိုကိုချင်းမွန်စကားပြောတာပဲဖြစ်ဖြစ်တိတ်အီအာယုံနဲ့မထားပါဘူးအမှုပညာအလုပ်လုပ်ပြီးဆိုတော့ကိုကိုချင်းမွန်တာရှိသလိုကဲ့ရဲ့ပြောဆိုတာလည်းရှိမယ်ပေါ့နော် ကိုကတော့ဒါလေးစိတ်ထဲမထားဘူးကိုရှေ့ရှောက်လုပ်မဲ့အလုပ်ကိုကောင်းကောင်းမွန်မွန်နဲ့အဲလိုရှေ့ရှောက်ပေါ့နော်ကောင်းတဲ့ကောင်းလုပ်ဖို့ပါပဲဟုတ်တချင်းစာသားပေါ့နော်အဲဘလိုမျိုးလဲဆိုတော့ဒီတချင်းကအလကားပါကွာအရင်မရအဖက်မရဒီလိုခင်မှာဆိုတော့ဒီတချင်းကပေါက်မှာပေါ့ဗာညာဘူးဒီလိုမျိုးပြောကြတယ်တချို့လူတွေကြတော့လေလူမျိုးပြောပြောတယ်ပေါ့နော်ကိုကတော့စိတ်မကောင်းဒါပေမဲ့ပြန်စဉ်းစားကြည့်တော့လေဟုတ်တော့လေဟုတ်ပါတယ်ဒီအခေတ်ခါနဲ့ကြတော့လေတချင်းကလည်းအဲ့လိုပုံစံမျိုးဒါပေမဲ့ဟိုတရားမှာ 80လောက်ကကြိုက်ကြတယ်ပေါ့နော်တခြင်းကိုဟောဟိုအားအကြောင်းလဲဟိုအောင်မြင်မှုကလည်းအခုမျိုးရတော့လဲကိုလည်းအားဖြစ်စေရပေါ့ကွာအဲ့တော့စိတ်တော့မကောင်းဘူးပေါ့နော်ဒါမှလည်းစိတ်မကောင်းမှမလဲကိုကပြန်စဉ်းစားရတာပေါ့ဩဒီအမှုပညာအလုပ်လုပ်ပြီဆိုရရတော့ကိုကောင်းတာကြီးပဲပြောမဲ့လူလည်းရှိမှာမဟုတ်တာနော်အဲကက်ရက်ပြီးတော့ပြောမဲ့လူလည်းရှိမှာပဲဆိုပြီးစိတ်ဖြေသိမ့်ခဲ့ရတယ်ပေါ့ဟုတ်မယူမီမီသိန်းတို့အဲဟုတ်ကဲ့ပြီးတော့ကိုကြီးနေရဲတို့ပေါ့နော်ပြီးတော့ သားတို့အမွာဆိုရဲအကိုကြီးအမွာလေးတွေရောနော်ပြီးတော့မမရှင်နှန်းထပ်ပါပါသေးတယ်ဟုတ်ကဲ့ဟုတ်ဆယ်လီတွေနောက်ပြီးတော်တော်များများဆော့ကြရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကိုရောပျော်လိုက်ကိုသချင်းလေးတိတော့ဆော့ကြရတယ်တွေ့ရတယ်ဟုတ်ကဲ့ပျော်တာပေါ့ဒီလိုမျိုးနာမည်ကြီးဆယ်လီတွေကတော့ကိုသချင်းဆော့ရဲဆိုတော့ပျော်တာပေါ့ဟုတ်ကဲ့ပါသမီးကိုချစ်ခင်အားပေးကြတဲ့ပရိသတ်ကြီးများနောက်ပိုင်းသမီးသချင်းလေးတွေနောက်ထပ်နောက်ထပ်ထွက်လာခဲ့လို့ရှင်လဲဆက်လက်ပြီးတော့ချစ်ခင်အားပေးကြပါအောင်လို့ပြီးတော့သမီးရဲ့ဒီချစ်လင်လာပြောရှင်သချင်းလေးနဲ့တိတော့ဆော့ပေးကြတဲ့အကိုရီအမရီချစ်ရတဲ့မိသားစုတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်